မြန်မာယူဆက်ခွန်အမျိုးသမီးအသင်းကတော့မဂါဟိုအမျိုးသမီးယူဆက်ခွန်အသင်းကို890ဆိုရဲရလနဲ့ပြပြတတအနိုင်ယူလိုက်ပြီးတော့တရုတ်နိုင်ငံမှာကျင်းပပြုလုပ်မဲ့2026အာရှယူဆက်ခွန်ပြိုင်ပွဲကိုတွားရောက်ဖို့အတွက်အင်ပတန်မှစတင်နီးစပ်လာပြီလို့ပြောရမှာဖြစ်ပါတယ်။အုပ်စုတွင်ပြိုင်ပွဲတွေဖြစ်တဲ့အင်ဒိုနီးရှားနဲ့မဂါဟိုအသင်းတို့ဟာအရှိမတွေ့ဆုံခဲ့ပြီးတော့အင်ဒိုနီးရှားအသင်းက90ဆိုလဲရလနဲ့နိုင်ရရှိထားတာပါ။ မြန်မာယူဆက်ခွန်အမျိုးသမီးအတင်းရတော့9ခုဂိုးမရှိဆိုတဲ့ရလနဲ့အနံရရှိလိုက်တာကြောင့်ဂိုးကခြားချက်နဲ့အုပ်စုရဲ့ထိတ်ဆုံးမှာမြန်မာယူဆက်ခွန်အတင်းရဆက်လက်ဦးဆောင်နေပါဗျာအင်ဒိုနီးရှားသုံးမှတ်မြန်မာယူဆက်ခွန်အရာသုံးမှတ်နဲ့ယူဆက်ခွန်အမျိုးသမီးအတင်းကအုပ်စုရဲ့ထိတ်ဆုံးမှာဦးဆောင်နေနိုင်ခဲ့တာဖြစ်ပါတယ်ခတကူပြန်တဲ့နိုင်ခဲ့တဲ့မကောင်တဲ့ပွဲမှာတော့အရှင်းတန်းဖြူစင်ပြုံးကပွဲကြီး2မိနစ် ပွဲချင်း60မိနစ်နဲ့ပွဲချင်း63မိနစ်တွေမှာသင်ယူခဲ့တဲ့ဂိုးတွေနဲ့ hat-trick ကိုပိုင်ဆိုင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အကောင်းဆုံးကစားသမားစုကိုလည်းရှင်သက်ဖြူစင်ပြုံးကအဲ့ဒီပွဲစဉ်မှာရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒီကနေ့ကစားသွားတဲ့ကစားပုံဟန်တွေကိုမပြောခင်မှာတော့ပထမဆုံးပြောဖို့လိုလာတာအင်ဒိုနီးရှားနဲ့တွေ့ဆုံမဲ့အော်တိုဘာ18ရက်နေ့ပွဲစဉ်ဟာမြန်မာအသင်းအတွက်အရင်အရေးကြီးတဲ့ပွဲစဉ်တစ်ခုဖြစ်ပြီးတော့အာရှဖလား အုပ်စုပွဲစဉ်ကိုဘသူကတက်သွားမလဲဆိုတာအဆုံးဖြတ်ပေးလာမဲ့ပွဲစဉ်တစ်ခုလည်းဖြစ်မှာပါအဲ့ဒါကြောင့်လည်းမြန်မာ U19 အမျိုးသမီးအသင်းအနေနဲ့တိထားပြီးကစားဖို့လိုအပ်တာလေးတော့ရှိနေပါတယ်။လက်ရှိကစားသွားတဲ့ခြေစွမ်းကတော့အရင်ကောင်းတယ်လို့တော့သတ်မှတ်ထားလို့မရပေမဲ့လည်းပုံမှန်ခြေစွမ်းထက်တော့အနည်းငယ်ကောင်းနေရလို့ပဲသတ်မှတ်မှာဖြစ်ပါတယ်။ ။ဘာကြောင့်လဲဆိုတော့မကာဝအတင်းအားဒီခြေစစ်ပွဲစဉ်မှာအင်ဖြည့်အတင်းအနေနဲ့သာလာရောက်ရှင်းပြိုင်ကစားတဲ့ပုံစံတသက်ဖြစ်နေပြီးတော့ပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲတွေမှာဆိုလို့ရှိရင်ဒီမကာဝအတင်းရဲ့နီးပြးဘာတွေပြောခဲ့လဲဆိုရင်သူ့ရဲ့အဓိကသူ့ရဲ့အတင်းရဲ့ကစားသမားတွေကအကြောင်းသားအကြောင်းသူလေးတွေဖြစ်ပြီးတော့တကယ်အပျော်ရန်ဘောလုံးအပျော်ရန်စော့နေတဲ့သူတွေဖြစ်တဲ့အကြောင်းပြီးတဲ့ခါမှာအခုလိုလာပြိုင်တဲ့အချိန်မှာသူလူရွေးနေတဲ့အချိန်မှာလည်းလူရွေးရတာအခက်အခဲရှိတဲ့အကြောင်းတွေ တချို့ကစားသမားတွေကတော့ဖူစစ်ကစားနေတဲ့ဒါမျိုးသမီးလေးတွေပါဝင်တယ်ပေါ့နော်လည်းမျိုးသမီးလေးပါဝင်တယ်ဒါပေမဲ့ကစားသမားအများစုကတင်ရအောင်မဲ့သူတွေဖြစ်တာမို့သူကစင်ခုံမှုတွေအများကြီးရင်ဆိုင်ရမှာလို့သူကိုယ်တိုင်လည်းဝန်ခံခဲ့တယ်တကယ်တော့နီးပြားကြီးอ่ะအဲ့တုန်းကအနိုင်ရဖို့ထက်ဘောလုံးကိုပျော်ရွှင်အောင်ဘယ်လိုကစားရမလဲဆိုတော့တင်ယူဖို့လာတယ်ဆိုပြီးတော့ပဲသူတို့ဟာဆိုင်ရင်သတင်းသတင်းသာရှင်းလေးပွဲမှာမီဒီယာရဲ့အရှိမမေဂါကိုနီးပြားကြီးကဖြေသွားခဲ့တာဖြစ်ပါတယ် တေကြတာတော့မကောင်အသင်းရာအင်ချစ်အသင်းနေနဲ့ရောက်ရှိလာခဲ့တာဖြစ်ပေမဲ့လည်းအဓိကအရှဖလာချစ်စစ်ပွဲကိုအောင်သွားမဲ့အသင်းကအင်ဒိုနီးရှားအသင်းနဲ့မြန်မာအသင်းနှစ်သင်းတည်းကဘယ်သူဖြစ်မလဲဆိုတာကျွန်တော်တို့တွေလာမယ့်အော်တိုဘာ18ရက်နေ့မှာဆက်လက်စောင့်ကြည့်ရမယ့်အခြေအနေဖြစ်ပါတယ်။လက်ရှိခြေစမ်းတွေရဆိုလို့ရှိရင်တော့မြန်မာအသင်းကမကောင်အသင်းကို9ခုအထိသွင်းယူနိုင်ရလို့အင်ဒိုနီးရှားအသင်းကိုနိုင်သွားလိမ့်မယ်လို့ မျောလင့်ကိုမျောလင့်ထားလို့ရပါမယ်အင်ဒိုနီးရှားအသင်းယူဆက်ခွန်အသင်းရဲ့ခြေစွမ်းတဲ့ကစားမှုစွမ်းဆောင်ရည်တွေကလည်းအင်မတန်အောင်မတည်တဲ့ကောင်းမွန်နေတာကိုအရှေ့ကဘွဲစင်တွေမှာမြင်တွေ့ခွင့်ရတာပါပဲအဲ့တော့အင်ဒိုနီးရှားအသင်းနဲ့ကစားမဲ့မြန်မာယူဆက်ခွန်အသင်းရဲ့အော်တိုဘာ18ရက်နေ့ကအင်မတန်မှအရေးကြီးတဲ့နေ့ပါတွန်းတက်တိုင်းနဲ့ရှိသမျှအားတွေအကုန်လုံးသုံးပြီးတော့ကစားမဲ့နေ့ဆိုရင်လည်း မမပါဘူးအထူးသဖြင့်မြန်မာအသင်းဟာဒုတိယပိုင်းပွဲစဉ်တွေမှာတက်လုံနေကြလာတက်ပြီးတော့ကစားကွက်ပုံဖော်များရတာတွေကိုဒီကနေ့ပွဲစဉ်မှာလည်းမြင်တွေ့ခွင့်ရခဲ့ပါတယ်လူစားလဲမှုအနေနဲ့ပြုတ်လိုက်ပြီးဆိုရတဲ့မြန်မာအသင်းဟာကစားကွက်ဟန်ချက်ကအနေနဲ့ပြန်ရုံသွားတက်ပြီးတော့ဒီဂိုးသွင်းမတိကြမှုတွေတုံဆိုင်နေမှုတွေဘောလုံးရက်ဆောင်တဲ့ပုံစံတွေဟာလက်ရှိအချိန်ထိဒီယူဆက်ခွန်အမျိုးသမီးငယ်လေးတွေမှာလည်းသွားပြီးတော့ဖြစ်နေတာကိုတတိထားမိပါတယ်ဒီကနေ့ကစားသွားရတာတော့မက်ဂါအိုလိုကုထက် အနေငယ်ဘောလုံးအရေးအသွေးနေနေတဲ့အသေးနဲ့တွေးကြရလို့သာအခုလိုမျိုးတွန်းတိုင်းနဲ့အကောင်းဆုံး position နဲ့ကစားနိုင်ခဲ့တာမှန်ပေမဲ့လည်းလာမယ့် October 18ရက်နေ့မှာတွေ့ဆုံရမယ်အင်ဒိုနီးရှား yu sakkhon အမျိုးသမီးတင်ဟာတော့တကယ်ဘောလုံးအရေးအချင်းဟာအနေငယ်မြန်မာအသင်းလိုမျိုးပဲကောင်းမွန်မှုတွေရှိနေတာကြောင့်ကိုယ်နဲ့ခြေတူအသင်းနေနဲ့တွေ့ရတဲ့အခါမျိုးတွေမှာမြန်မာအမျိုးသမီးမြန်မာမျိုးသမီးအသင်းအသင်းအပါဝင်မြန်မာအသင်းတွေတော်တော်များများဟာ ကစားမှုပုံစံတွေပြည့်ရင်းသွားတတ်ပြီးတော့အနေရထောင်ချောက်ထဲကိုကြာသွားတတ်တာတွေကိုလည်းခဏခဏမြင်တွေ့နေရတာပေါ့အော်တိုဘား16ရက်နေ့ကစားမဲ့ပွဲစဉ်ရအင်မတန်အောင်မှသတိထားပြီးတော့သတိကြီးကြီးနဲ့ကစားမဲ့ပွဲစဉ်တစ်ခုလည်းဖြစ်ပါတယ်အဓိကအပြင်ညွှန်းပြမယ်ဆိုရင်တိတ်မကြခင်လာပိုင်းတွေကကစားထားခဲ့တဲ့အာရှ U20 ခြေစစ်ပွဲစဉ်တွေမှာဆိုရင်မြန်မာအသင်းဟာမြန်မာအမျိုးသမီး U20 အသင်းဟာအင်ဒိုနီးရှားအသင်းကိုနှစ်ခိုးအထိဦးဆောင်နိုင်ခဲ့ပြီးမှနောက်ကျအင်ဒိုနီးရှားရဲ့ပြန်လည်ပြီးတော့နောက်ကျ twin goal တွေနဲ့မြန်မာ UNICEF UNICEF အသင်းဟာတရေကျသွားခဲ့တဲ့ဒါဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။အဲ့တော့ဆိုလို့ရှိရင်မြန်မာအသင်းကဥဆောင်ကို2ဂိုးလုံးသွင်းနိုင်ခဲ့ပြီးတော့ဒုတိယပိုင်းရောက်တဲ့အချိန်မှသာကစားအားတွေတက်လုံနေကြလာပြီးတော့ဒါ2ဂိုးအထိအင်ဒိုနီးရှားအသင်းကိုခြေပါဂိုးတွေခွင့်ပြုပေးလိုက်ရတာပဲဖြစ်ပါတယ်။အဲ့တော့အခုလက်ရှိမြန်မာယူဆက်ခွန်အသင်းကတော့ဇယားထိတ်ဆုံးမှဥဆောင်ထားနိုင်ပြီးတွင်ကိုအရေအတွက်ကလည်းအင်ဒိုနီးရှားအထက်များနေတာဖြစ်တဲ့အနည်းဆုံးတရေကြခဲ့ရင်တောင်မှမြန်မာယူဆက်ခွန်အသင်းဟာ တရုတ်နိုင်ငံမှာကျင်းပပြုလုပ်မဲ့2026အာရှယူ18ပြိုင်ပွဲကိုဒါအုပ်စုစင်းဝင်ရောက်ရှင်ပြိုင်ခွင့်ရတော့မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့လက်တကန်းကိုရောက်လာတာဖြစ်ပေမဲ့လည်းအခွင့်အရေးကတော့50 50ဖြစ်နေပါတယ်ဘာကြောင့်လဲဆိုတော့ဒါဘောလုံးစကေးပိုင်းမှာကောင်းတဲ့ဘောလုံး TNE ကောင်းတဲ့အင်ဒိုနီးရှားလိုအသင်းမျိုးနဲ့တွဲဆော်မှာဖြစ်တဲ့တဲ့မြန်မာအမျိုးသမီးငယ်လေးတွေအနေနဲ့တတိကြီးကြီးထားပြီးတော့ဆော့ကစားသွားဖို့လည်းလိုအပ်နေပါတယ်တေးအနည်းဆုံးတေးတမက်ရတာပြီဆိုတာနဲ့ဂိုးကွာချားချဲရ နောက်တစ်ဆင့်ကိုတက်ရောက်သွားနိုင်တော့မှာဖြစ်ပေမဲ့လည်းအဓိကသတိထားရမယ့်အချက်တွေကတော့တက်လုံကြာသွားတက်မှုတွေနဲ့ဘောလုံးတွေကိုတုံဆိုင်တုံဆိုင်လုံးမနေပဲနဲ့ပတ်စင်မမှန်နဲ့ကိုယ့်ရဲ့အသင်းပေါ်တွေရှိရအောင်ပံ့ပိုးနိုင်တဲ့အရာတွေလိုအပ်နေသလိုတိုက်စစ်ကိုလည်းကောင်းကောင်းဝင်တဲ့အခုလိုမျိုးအဆုံးသက်တေချာတဲ့ပုံစံမျိုးတွေနဲ့ပဲအင်ဒိုနီးရှားကိုကစားသွားနိုင်ခဲ့မယ်ဆိုလို့ရှိရင်2026မှာကျင်းပမယ့်တရုတ်နိုင်ငံမှာအင်ရှင်ဖြစ်လက်ခံကျင်းပမယ့်အာရှ18 ြိုင်ပွဲကိုမြန်မာအသင်းမြန်မာ U18 အမျိုးသမီးအသင်းဟာဝင်ရောက်ရှင်ပြိုင်ခွင့်ရတော့မှလက်တကန်းအလိုမှာပဲဖြစ်လာခဲ့ပြီးဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မြန်မာ U18 အမျိုးသမီးအသင်းရဲ့နီးပြချုပ်ကြီးဖြစ်တဲ့ဂျပန်လူမျိုးအမျိုးသမီးနီးပြကူမီကို တာရှီရိုကလည်းဘာတွေပြောရခဲ့လဲဆိုရင်အခုပွဲစဉ်တွေအကုန်လုံးဟာမြန်မာနိုင်ငံမှာခြေစစ်ပွဲစဉ်ဟာအင်ရှင်ဖြစ်လက်ခံကစားခဲ့ရလို့သူ့အနေနဲ့အဲ့အချက်နဲ့တည်းပဲသူကဂျင်းနဲ့ပျော်ရှင်နေပြီးတော့ ဇာသမားတွေကိုလည်းဒါပြင်းပြထန်ထန်စ조사ဖို့နဲ့ယူမန်းချက်တွေထားဖို့တော့ကိုသူကပြောရပါတယ်အဲ့ဒါအပြင်ဖီးယားရှိပေမဲ့လည်းပန်ပွဲတွေအကုန်လုံးကဖီးယားရှိမှဖြစ်ပေမဲ့လည်းခြေစပွဲအောင်ဖို့သူဟာယူမန်းထားတယ်လို့သူကကြတိပြက်ပြောကြခဲ့တော့တွေ့ရတယ်။ယခုအချိန်ထိသူကင်တွေထားခဲ့တဲ့မြန်မာအမျိုးသမီးအသင်းလေးကိုလေ့ကျင့်ပေးနေတဲ့အချိန်ကာလက3လကျော်ကာလအတွင်းမှာတတပဲရှိနေခဲ့ပေမဲ့လည်းခြေစွမ်းပိုင်းနဲ့နေစနစ်ပိုင်းတိုးတက်လာဖို့သူကအဓိကထားပြင်ဆင်ခဲ့တယ်လို့သူကပြောပြထားပါတယ်။ အဲ့ဒါပြင်ဒီကနေ့ကစားသွားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဒီကနေ့ပွဲကြည့်စဉ်ကိုမြန်မာပြည်သက်တွေကလာရောက်ကြည့်ရှုမှုအင်မတန်နည်းခဲ့တာမို့လို့သူစိတ်မကောင်းဖြစ်နေတာကိုလည်းတွေးခဲ့ရပါတယ်သူကိုယ်တိုင်လည်းထုတ်ပြောခဲ့ပါတယ်မီဒီယာတွေထက်ကနေတစင်ပြည်သက်တွေအကွင်းနဲ့ထိလာရောက်အားပေးဖို့တော့ကိုလည်းသူကတွန်းတွန်းတက်တိုက်နဲ့ပြောကြားသွားခဲ့ပါတယ်တကယ်လည်းဒီကနေ့သူနာကွင်းထဲမှာလာရောက်ကြည့်ရှုသူပြည်သက်အရေးအတွက်အင်မတန်အောင်မနေပါလွန်ခဲ့တာကိုမြင်ရပါတယ်အဲ့ခါကျတော့မြန်မာ U18 အမျိုးသမီးအတင်းအာရှ ယူဆခွန်ပြိုင်ပွဲကြီးကိုဝင်ရောက်ရှင်မြိုင်ခွင့်ရဖို့အတွက်တရုတ်နိုင်ငံမှာ2026မှာမြင်ခွင့်ရဖို့အတွက်မြန်မာပြည်သက်တွေနေနဲ့လေလာမယ့်အော်တိုဘာ18ရက်နေ့မှာကျင်းပပြုလုပ်သွားမယ့်အင်ဒိုနီးရှားနဲ့မြန်မာတို့ရဲ့အဆုံးဖြတ်ပွဲစဉ်ယူရောလာရောက်ကြည့်ရှုပြီးအားပေးသင့်တယ်လို့ပြောပြကြပါရယ်။ဘာကြောင့်လဲဆိုတော့မြန်မာအသင်းတွေတော်တော်များများမျိုးသမီးအသင်းရောအမျိုးသားအသင်းရောကတကယ်အရေးကြီးတဲ့အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာ ရလက်မကောင်းတာတွေခဏခဏကြုံတဲ့အရာမျိုးဒီတစ်ခေါက်မှာတော့ရလက်ကောင်းကောင်းတွေယူဆောင်ပြီးတော့ဒါအာရှခြေစပွဲကြီးကိုအောင်မြင်သွားခြင်းနဲ့ပုံရိပ်တွေကိုတော့မြင်ကွင်းရမယ်လို့လည်းမျှော်လင့်ပါတယ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဒီကနေ့ကစားသွားခဲ့တဲ့ပုံရိပ်တွေကတော့အရန်ကိုကောင်းမွန်တဲ့ပုံရိပ်ကောင်းတွေလို့သတ်မှတ်လို့မရနိုင်သေးပါဘူး။ဘာကြောင့်လဲဆိုတော့ဒုတိယပိုင်းမှာကစားတဲ့ကစားမှုပုံစံတွေကိုကြည့်လိုက်ရင်အနှဲငယ်လေးသိတာပါဗျ။ ပထမပိုင်းမှာမြန်မာအသင်းဟာတွတ်တက်တိုင်နဲ့ကစားနိုင်ခဲ့ပြီးတော့ဒီပက်စင်ပေးတာတွေနော်လူတက်ကစားတာတွေပြီးတော့နောက်တန်းတခြားပြန်ဖက်အသင်းရဲ့နောက်တန်းခန့်စစ်ကိုထိုးဖောက်တိုက်ယူတာတွေကအင်မတန်မှကောင်းမွန်တဲ့အနေအထားတရက်တော့ရှိခဲ့တယ်ပြီးတဲ့အခါကျတော့ငါးဘူးဆိုရဲရလက်ထီကိုပထမပိုင်းမှာသွင်းနိုင်ခဲ့တယ်ဒါပေမဲ့လည်းအဓိကလိုအပ်နေတာဘောလုံးတွေကိုစောင့်ဆိုင်းနေတဲ့ပြဿနာတစ်ခုရှိတယ်။ကိုရှိဘောလုံးရောက်လာမှ ਉਹ ဒီအမျိုးသမီးငယ်လေးတွေကစောင့်နေတာကိုလည်းသွားတွေ့ရတယ်။ ပြီးတော့ရှည်တန်းတိုက်စစ်တွေပေါ့နော်ရှည်တန်းတိုက်စစ်တွေကိုအရန်သွင်းကျင်တဲ့စိတ်ကအခုထက်အနှင်းငယ်လေးနေနေတဲ့ဘောလုံးသင်းနဲ့တွေ့တဲ့အခါမျိုးမှာဂိုးများများသွင်းကျင်တဲ့စိတ်တွေရှိတာတော့သိတယ်ဒါပေမဲ့လည်းအရန်လောနေတဲ့အချိန်တွေမှာဂိုးတိတိကျကျ finishing ဘိုင်းမှာအဆုံးတတ်နိုင်မှုတွေအားနေခဲ့တာကိုလည်းအနှင်းငယ်လေးတွေ့ရတယ်ပြီးတော့ဒဂိုကောင်းစံမှုတွေလည်းအနှင်းငယ်လေးရှိနေတတ်ပြီးတော့အရာလေးကိုရှော့ချဖို့လိုမယ်တူဦးချင်းစွမ်းဆောင်ရည်တွေကိုနည်းနည်းလေးမြင့်တင်ဖို့လိုတယ်အဲ့ဒါ ਈ တယ် ဒါအခုလာမဲ့ပွဲတွေမှာတော့ဒါလေးကိုမြန်မြန်လေးပြင်ဆင်ပြီးတော့ဒါစော့ကစားတင်တယ်လို့မြင်မိပါတယ်အထူးသဖြင့်အကောင်းဆုံးတယောက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ဒီကနေ့မှာကျွန်တော်ကျောင်းနံပါတ်6ကျောင်းနံပါတ်6စောင်းသစဉ်ဦးဆိုတဲ့ကလေးလေးပေါ့နော်ကလေးလေးအဲ့ဒီယူဆက်ခွန်အမျိုးသမီးငယ်လေးဟာအင်မတန်မှကောင်းမွန်တဲ့ခြေစွမ်းတစ်ခုကိုပိုင်ဆိုင်ထားတယ်လို့သူကတွေ့ရပါတယ်သူကိုယ်တိုင်ကတော့ဘိုးမသွင်းနိုင်ခဲ့ပေမဲ့သူ့ရဲ့ပေးတဲ့ သူကညာဘက်တောင်ပံမှာဆော့ရတာနော်ညာဝင်းမှာဆော့ရတာဒါပေမဲ့သူပေးလိုက်တဲ့အလုံးတွေကပက်စင်တွေတိကြတယ်တချို့တချို့ဖောက်ထွက်တဲ့အလုံးတွေသူကိုယ်တိုင်ကန်သိန်းတဲ့အလုံးတွေကတော့ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိပေမဲ့သူတခြားလူတိုက်စစ်တွေကိုပံပိုးတဲ့အလုံးတွေကအင်မတန်အောင်မှတည်သက်ပြီးတိကြတော့လဲသွားပြီးတော့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့တစ်ခုရှိတာအဲ့ဒီ ကျောင်းနမကူစောင်းသစဉ်ဦးဆိုရဲကလေးလေးကအနှဲငယ်လေးလူကောင်ညှက်နေတာတော့တွေ့ရတယ်တွန်းတွန်းတက်တိုက်တော့ကစားနိုင်တဲ့အနေထားတော့ရှိပေမဲ့တကယ်တကယ်ကိုထက်လူကောင်နဲ့ထပ်ပြီးတော့ကြီးမားတဲ့သူကိုထက်တာမားရဲ့လူနဲ့တွေ့တဲ့အခါမှာတော့တွေ့တဲ့အခါမျိုးတွေမှာနောက်တန်းကစားသမားတွေဖြတ်ချုပ်ဦးမှာအနှဲငယ်အခက်ခဲတော့ရှိနိုင်တာတော့တွေ့ရတယ်ဒါပေမဲ့ဒီကျောင်းနမကူစောင်းသစဉ်ဦးဆိုရဲကလေးမှာတကယ်ကိုကောင်းတဲ့အခြေချင်းတွေ individual skill တွေအပြည့်အစုံရှိနေတာကိုလည်းတွားပြီးတော့မြင်ရပါတယ်ဒါအကောင်းတွေက အကောင့်တစ်ခုလိုပဲတတ်မှတ်မှာဖြစ်ပါတယ်။ခြုံငုံမှုပြောရမယ်ဆိုလို့ရှိရင်တော့တသိန်းလုံးဟာတသိန်းလုံး U18 အမျိုးသမီးငယ်လေးတဲ့တသိန်းလုံးဟာအင်မတန်မှကောင်းမွန်တဲ့ teamwork ကိုပိုင်ဆိုင်တာဟာတော့သွားမြင်ရပါတယ်။ဒါကကျွန်တော်အင်ဒိုနီးရှားနဲ့တွေ့တဲ့အခါမှာအကောင်းမွန်ဆုံးစုံသက်မှုတွေကိုမြင်တွေ့ခွင့်ရမယ် teamwork spirit တွေကိုလည်းမြန်မာ U18 အမျိုးသမီးငယ်လေးတွေစီမှာသွားပြီးတော့မြင်တွေ့ခွင့်ရခဲ့ပါတယ်။ပြီးတော့ဒီကနေ့ပွဲစဉ်မှာ hat trick သွင်းသွားခဲ့တဲ့ ရှင်သက်ဖြူစင် ပြုံးဆိုတဲ့ကလေးငယ်ရဲ့ skill တွေလည်းတကယ်ကိုကောင်းမွန် တည်သက်တာကိုသွားပြီးတော့မြင်တွေ့ခွင့်ရခဲ့ပါတယ်ဒီကလေးက AR United မြို့သမီးလိအသင်းမှာကစားနေတဲ့ကလေးတယောက်လို့လည်းသိရပါတယ်